အားလုံးမင်္ဂလာပါရှင်ဒီနေ့ကျမတို့တဲတဲ့ဗကန်ဟိုတယ်မှာမနက်စာစားမိတာနဲ့ဆိုရှယ်မီဒီယာမှာတရေ၆တယ်လို့နာမည်ကြီးနေတယ်စိတ်ညစ်ကြီးမှာကိုဖျားဘက်ကိုသွားပါမယ် ဆိုင်ညင်ညီမကူဖေယားကဒီပကံမျိုးသစ်နဲ့နှီးတယ်။ပကံ6ကာလမကြီးရဲ့ဘေးမှာရှိပြီးတော့ပကံမျိုးအောင်ဘက်ကလာမယ်ဆိုလို့ရှိရင်မနူဟာဖေယားအကျော်ဒီဆိုမင်းကြီးဖေယားနာမှာရှိတယ်။နာပတိစီသူမင်းလက်ထဲ AD 12ရာစုမှာတကယ်တာဆိုတော့နှစ်ပေါင်း900ကျော်လောက်ရှိပြီပေါ့နော် ဒီဖရားရဲ့မူလကုသိုလ်ရှင်ညီမနှစ်ယောက်ကမင်းမျိုးမင်းရယ်လည်းမဟုတ်ဘူးပကံကလည်းမဟုတ်ဘူးတဲ့ပခုတ်ဘက်ကနေလာတာလို့သိရတယ်သူတို့ရဲ့တရားစိတ်ထက်သန်မှုကြောင့်ဒါဒီပကံမှာဖရားတဲ့ကိုဖြစ်လာတာပေါ့နော် မြင်ရတဲ့ရှေးရကူဖရာကအမားဖြစ်တဲ့စိန်ရက်ကတဲထားတာအနောက်ကစီဒီယာကြတော့ညီမဖြစ်တဲ့မြစိန်ခက်ကတဲထားတာမတဲထားတဲ့ဖရာနှစ်စုစလုံးကလက်ရလည်းမြောက်တယ်ဓာတ်ပုံရိုက်လို့ရှင်လည်းတော်တော်လှတာဒီမှာထူးခြားတာကဒီဖရာဝင်းအုတ်တတိုင်းကိုနှစ်ထပ်ခတ်ထားတာ အဲ့ဒီအုတ်တိုင်းနေကာယံခဲမိလို့ပဲဖျားတဲပြီးဒီအုတ်တိုင်းခတ်ပြီးပေါ့နော်အလှအထမြောက်တဲ့အနေနဲ့ရေစဲသွန်းချအမျက်မိုးရသေးခင်ပါပဲညီမညီမနှစ်ယောက်စလုံးကနိုင်ရပတိစီသူမင်းကြီးရဲ့အပြစ်ပေးကိုမြတ်တဲ့တံကိုခံခဲ့ရတယ်ဘာလို့လဲဆိုတော့အဲ့ဒီခေတ်1700ဆူလောက်ကမင်းမျိုးမင်းနွယ်တွေကပဲဖျားတီးတင်တာတို့အုတ်တိုင်းခတ်တာတို့ကိုလုခွင့်ရှိတာ။တာမန်အရက်သူအရက်သားတွေကဖျားတယ်လို့ရှိရင်ဖျားတီးတင်တာတွေအုတ်တိုင်းခတ်တာတွေလုခွင့်မရှိဘူးလို့သိရတယ်။ ဖះရှိမှဇေတန်းလေးရှိတယ်။ဒီစိတ်ညက်ညီမအခုဖះမှာတရေ၆တယ်လို့ပြောပြောနေကြတဲ့ကိစ္စအောင်လေရှင်းရှင်းလင်းလင်းသိအောင်လို့ဒီဖះရှိပကြီဆိုင်မှာပကြီလေးတွေဝယ်ရင်းနဲ့မေးဖြစ်ခဲ့ပါတယ်။ အဲ့လိုလုံလို့ချီလို့တော့ချင်းဟုတ်ကြည့်ကြည့်နေလို့ကျွန်တော်ဒီလေးကိုဒီကောင်လေးကိုလည်းမင်းဒါလေးရှင်တောင်းပါ့မရှိဘူး။ဟောလက်တော်ပြီးပြီ။ကြည့်ပြီးတော့ကြိုက်တဲ့ကောက်ပြည့်တယ်။ဟောတော့ကောက်တယ်။ဟောတော့ကနေပေါ့ပြောပါဘော။လူစိတ်ပေါ့။နောက်ပြီးတော့တုံးထားတဲ့ဆေးရလဲကွာတယ်။ဘလို့ကွာလဲဆိုဒါကကျတော့ကျွန်တော်တို့ဒီအောက်ခံခံစည်းတုံးတယ်။ဒါကကျတော့ကျွန်တော်ကလောင်းရှူပြီးအစ်စ်တုံးတာ။ဟောလေးတော့ဒီမှာမဆိုးရဘူး။ဒီမှာကျွန်တော်ဒီမှာအခုအစိတ်စိတ်အဲ့ဒါဒီမှာအိမ်ကြီးမှာစိတ်ထားတယ်ဒီမှာကျတော့အိမ်ကြီးမှာအကျေကြီး။ဒီကျွန်တော်ဒီမှာခေါင်းပါတယ်။ဒီရက်ဒီရှိ သူကပါဇက်ရတော်ဝင်ရှိတယ်ကျွန်တော်တို့တမိုင်းရတော်ဝင်ရှိတယ်ပြီးရင်ကျွန်တော်တို့ဌာနကြီးဆန်းဆန်းရှိတယ်ဌာနကြီးဆန်းဆန်းဆိုတော့ကျွန်တော်တို့ဒီလိုတော့ပေါ့ဒီမရှိတာမျိုးရှိပါတယ်ဒါပေမဲ့ကျွန်တော်ချက်ကားလိုက်ချက်ကားလိုက်ဇက်ရတော်ဝင်ဆိုတော့ကျွန်တော်တို့အဖိုးဘွားတွေကနေပြောပြောခဲ့တာတမိုင်းရတော်ဝင်ဆိုတော့ကျွန်တော်ကြောက်စာအတိအကျကြမ်းခဲ့

ပရဝင်တစ်ခုထဲမှာသူကနှစုရှိတဲ့ဖျားတွေမှာအများကြီးပဲ။သူကနှစုရှိတဲ့ဖျားဆိုရင်သူကဘလို့ပဲကြီးကြီးနှစုလုံးကိုပြရတယ်။ဒီဖျားနှစ်စုတဲတာကိုမြင်ချင်လို့ရှိရင်အပြင်ဘက်ဥဒတိုင်းရဲ့တဝက်ကနေတွားကြည့်မယ်ဆိုရင်ညမဖျားကြီးတစ်ချမ်းကိုတွေ့ရတယ်။ဒါဥဒတိုင်းရဲ့အစုံဒီပါလောက်ကနေကြည့်ကြမှာနောက်ကညမဖျားတစုလုံးကိုမြင်ရတယ်။အမားရဲ့သစ္စာတမာရီချိန်စာနဲ့အမှန်ကန်ဖြောင်းမှတ်တဲ့ချိန်စာကိုမြင်ခဲ့တာပေါ့။အရင်ကလူတွေဆိုတော့တရားတမာရီအားမကောင်းကြဘူး။ ဒီလက်တမားကြီးသားမှာကောင်းကြတဲ့ခါမှာသူကတိလို့ပဲဖြစ်စေမတိလို့ပဲဖြစ်စေအမားလုပ်ပြီးဆိုတော့အချိန်ကြာမလို့တိုက်ဆံမလို့အလိုရောက်ကဆူကြအနာမဲတဲ့နောက်ဆုံးတနာကြီးကကောင်းတာကတော့တဲ့ဒီဖရားကြီးမျက်စုလုံးလည်းပြီးသွားတော့ညီမနှစ်ယောက်လုံးကအကွက်မျက်ခံရတာဖရားတဲ့လူကမျက်ခံရတော့မဟုတ်ဘူးသူတို့ AD 7200အယူအဆမှာကြတော့သူကမင်းမျိုးမင်းတွေမင်းသားသမီးအစ်အမှန်လောက်ပဲသူကဖရားတဲ့လို့ရှိရင်ဒါမျိုးဒီတိုင်းကြီးခက်ခွန်းပေးတာချီးပြွန်ဝင်ပေးတာ ဘာတော့ရတုရတားနေပြီဘုရားနဲ့လို့ရှိရင် drive မခက်ဘူးထိမတင်ရဘူးဟုတ်ကဲ့အဲ့လိုပြညတ်ထားတာကိုမှသူတို့ညီမနှစ်ယောက်ဟာဆိုရင်သူများဘုရားတော်တိုင်းပါသေးတာပဲငါတို့ဘုရားလည်းပြီးပြည့်စုံအောင်ညီရမ်းမယ်ဆိုပြီးတော့ဘိုင်းကိုချက်သေးတော်မူနှစ်ချက်အဒီတစ်ချက်အတွင်းထဲမှာအဒီတစ်ချက်အပြင်မှာဒီအကြီးတစ်ချက်အဒီတစ်ချက်အကြီးတစ်ချက်သွားခတ်လိုက်တာ တော့အိုင်းမရင်မဲတော့ဘယင်နာရပတိစီသူမင်းကနေပြီးတော့နှစ်ယောက်လုံးကိုကွက်မြက်ပလိုက်တာအဲ့လိုကွက်မြက်လိုက်တဲ့အချိန်မှာပဲသူကဖျားလဲပြီးတယ်တိုင်းလဲပြီးတယ်ဒါပေမဲ့ဒီနှစ်စုလုံးကိုနှစ်ယောက်လုံးကအူရန်ရေးစက်မချလိုက်ရအောင်အရေးစက်မချလိုက်ရတော့တအားကြီးဆွဲလန်းပြီးတော့ဒီမှာအဆောင်အရှောက်အဖြစ်ရှိရဲဆိုပြီးတော့ကြားဘူးလေခင်ဗျာအဲ့ဒီချုပ်တိုင်းကတိုက်ဆက်ရှိတဲ့လူတွေဆိုရင်လည်းအဝင်ပြီးတော့ပြောပြတာလေးတွေရှိတယ်သူကအမားလို့လို့ပြောဦးတာနောက်ပြီးတော့ကျွန်တော်တို့ဒီဖျားကြီးကဆိုရင်ဒီလက်ထိုင်းပေါ်မှာတော့တရေ၆တယ်ဆိုပြီးတအားနဲ့မြည်တာ ်တကယ်တမ်းလို့သူကဘုရားအတရေ၆တောင်ပေါ့ဘုရားအဆောင်လျှောက်ကြီးလွန်းတာတတရေ၆တဲ့ဆိုတဲ့အပြုအမူကောလာဟာလာကကြတော့ဒီတတိယလမ်းကြောင်းဖြစ်သွားတယ်2023ခုနှစ်လောက်တုန်းကဒီတတိယလမ်းမှာဆိုအက်စီဒန့်အားဖြင့်6ကျင်လောက်ဖြစ်ပြီးတယ်အ6ကျင်လောက်ဖြစ်ပြီးတဲ့အချိန်မှာလဲသူက9ရောက်လောက်ကနေရာတွင်ဝေ့ချင်းပြီအဲ့တော့ခုလူတော်တော်များများကဘုရားလမ်းမှာဖြစ်တော့ဘုရားကြီးကတရေ၆ပါတယ်သူကညီမ၂ယောက်ကလူသားလေးချင်းမှာဖြစ်တာတကယ်တမ်းတော့သူကဘုရားနဲ့လည်းမဆိုင်ဘူး ားတစ်ယောက်နဲ့လည်းမဆိုင်ဘူးဆိုင်တာကတော့လမ်းနဲ့ပဲဆိုင်တာလမ်းတောင်ဘက်ကနေလာလို့ရှိရင်တော့ဇင်းရှော့တော့မြောက်ဘက်ကနေလာလို့ရှိရင်တော့မော်တယ်ဒါတစ်ခါနဲ့တစ်ခါတော့တုံးတဲ့အချိန်မှာမမြင်ရတာမမြင်ရပြီးတော့ကိုယ့်အရှင်ကိုမနိုင်ပြီးတော့ဖြစ်ကြတာကိုဒီကမမြင်ရကတရားလမ်းမှာဖြစ်တော့ဈာကြောင့်နေတရားကြီးကတရေ6ပါရဲ့ဆိုပြီးတော့နာမည်ထွက်တယ်အဲ့ဒီအဲ့ဒီအချိန်ကနေစပြီးတော့ဒီတရားကို2010 2015 2015 3နှစ်လောက် ဖရားလည်းမပြောနဲ့ဖရားလမ်းရှိတောင်းမှပဲ6နာရီထိုးရတယ်ဘယ်သူမှမဖြစ်အရင်နောက်ပြီးတော့ကျွန်တော်အရင်တုန်းကဆိုဒီဘက်နားမှာဒန်းနေရှိတယ်အခုတော့ဒန်းနေရမရှိတော့ဘူးအဲ့တော့အိုက်ဒန်းလေးတွေဆိုရင်လည်းတော့ line ပေါ်မှာဆိုတအားနဲ့မကြီးတော့ဘယ်လိုနာမည်ကြီးလဲဆိုကြတော့ဒီစိတ်နဲ့ညီမဖရားမှာရှိတဲ့ဒန်းနေရတဲ့ညအချိန်ဆိုရင် limiter ရူးမရွာပဲနဲ့တူလို့ဒီလုပ်တယ်ပြီးရင် IP video file ကိုမှတော့ခွေးဦးဒန်းနေထည့်ထားတယ်ကလေးငိုဒန်းနေထည့်ထားတယ်အဲ့ဒါကြတော့မဟုတ်ဘူးလားမဟုတ်ဘူးလို့ကျွန်တော်တို့ကရင်းနေတဲ့အချိန်အကြောင်းရင်းနေရလဲကျွန်တော်တို့ရှိမှရင်ဖြစ်သွားတဲ့ပုံစံ တော့ငွေတယ်ကျွန်တော်ဒီ6လလောက်တုန်းကဒီညနေ6နာရီခွဲ9နာရီလောက်မှာဆိုအဲ့တဲ့6ရက်တော့ဝင်ချလာဝင်ချလာတဲ့အချိန်မှာကျွန်တော်အခုအရှိပဲညမပေးအရှိမှာတမိုင်းညောင်းရှင်းနေအိုက်ဒန်နာလေးကိုခေါ်သွားတာကျွန်တော်လည်းအိုက်ဒန်နာလေးကိုလည်းရောက်တော့အမျိုးသမီးတဦးကနေပြီးတော့ဒန်းနေအများကြီးရနေပြီးနှစ်ခုကိုသွားလွှဲပြီးတော့အမျှတန်းပေးဝင်နေတာအဲ့အချိန်မှာကျွန်တော်တို့အသက်အစိတ်30လောက်ရှိတဲ့ယောက်ျားလေးညောင်းရောက်ချလာအဲ့အမျိုးသမီးတွေ့နေတာကိုလည်းမြင်နေအဲ့အမျိုးသမီးလည်းပြန်ထွက်သွားတော့ အတူအချိန်နဲ့သူလှုပ်ပြီးတော့ကျန်းနေခဲ့တဲ့ဒဏ်ကိုဗီဒီယိုရိုက်သွားတာအနောက်နေ့ကျတော့ line ပေါ်မှာတင်နေတဲ့စိတ်ညက်ပြားမှာရှိတဲ့ဂန်းတွေကညအချိန်ဆိုရင်သူက၄မီတာဘူးမီရောင်းနဲ့လှုပ်နေတယ်ဆိုတော့ပြီးတော့ခွေးဥတန်တွေထည့်ထားတယ်ကလေးငူတန်တွေထည့်ထားတယ်ပြီးရင်နောက်တစ်ခွက်ရှိသေးရေကျွန်တော်တို့ရန်ကုန်မှာပဲတရဲရှာဖွေတဲ့ခွက်လွန်လာတာလွန်ခဲ့တဲ့တစ်နှစ်ခွဲကျော်ကျော်လောက်က ဒီညာ9နိုင်ခွဲလောက်မှလာတယ်အမျိုးသမီးတဦးပါတယ်အမျိုးသားနှစ်ဦးပါတယ်သူကဖျားတဲ့မွေမဲအရင်သူတို့စီမှာအတန်ဖန်းဆက်တွေပါတယ်မိုက်ခရိုဖုန်းတွေပါတယ်ပြီးရင်ကျွန်တော်တရဖန်းဆက်တွေပါတယ်ဖျားတဲ့မွေမဲနဲ့အရင်ဆုံးတတိုင်းကိုတောင်းနှဲမြောင်းနဲ့ပတ်ရိတ်သွားတယ်ရိုက်သွားပြီးတော့ဒီဆိုင်မုံသားလေးရောက်မှနောက်ကအမျိုးသမီးကဘာလို့ဘာအတန်တုထည့်ပေးလဲဆိုကျွန်တော်မပတ်နဲ့ဦးနဲ့ငါတို့ရှိရဲ့တဲ့ပြီးတော့အထဲဝင်သွားတယ်အထဲမှာကျွန်တော်မိန်းကလေးကိုလည်းကြီးထည့်ထားတယ်ယောက်ျားလေးကိုလည်းကြီးထည့်ထားတယ်ပြီးရင်ပြီးတော့ကျွန်တော်အထဲမှာတန်ပြီးတယ်လို့ရှိတယ်အဲ့တန်ပြီးတယ်ကိုတော့နောက်ကယောက်ျားလေးကနေခင်းနေလန့်ထူထူလိုက်တဲ့အချိန်မှာဆိုတော့တွေ့တော့ကြားတယ်မုံသားတဲ့သူတို့ရှိရော 俺说，不要天天的，但是你有种的，你你你别别别别穿了，别穿来亲妈，你身上没有熬骨的腰骨，哎，跟不上他妈五块钱多呢，五块钱多嘞亲妈，都跟不上他妈也来补补，他妈没穿，穿好几万多钱，再不穿了跟不上他妈八百来元，我怕我跟不上，我穿穿了又花妈也花妈没十万嘞，俺来补，独立加的，你看俺独立补加了的，独立补穿好，哎哎，我讲穿好我穿好几万多钱呢，穿好裤子呢，我不比你少穿，不比你少穿的你啊，天天在叫我穿好几万穿都行，你有车的。 အဝါဆိုတာရှာတယ်တက်တက်မဲ့ကိုယ့်ရဲ့ Facebook အကောင့်အကြောင်းကြီးအဲ့ဒါလေးပေါ့လူတွေကဖတ်နေတာတကယ်လို့တော့ဆိုတာ line မမှာယူထားတယ်တကယ်ချောက်လို့ယူပြီးတစီချောက်လို့ကပြီးပြီဆိုရင်တန်တဲ့လူတွေနောက်တာကျွန်တော်တို့အရင်ဆုံးစပြီးရတယ်ဒါနဲ့ကျွန်တော်လုံခဲ့တဲ့9နှစ်ကြာကြာလောက်မှာတော့ရန်ကုန်မန္တလေးမှာတအားနဲ့မယ်ကြီးတဲ့မော်လံပကြီးဆရာကိုပါဆိုင်ဝနာဟာဆိုရင်ဒီပကြီးပုံလေးကိုလူချင်းတို့အတွက်ကိုဒီဖရားထဲမှာ၁၀ချိန်ထက်မနည်းအောင်လာပြီးတော့နောက်ဆုံးအချိန်မှာဆိုတာဒီပုံလေးကိုအင်မီဂျင်ခံရတာ သူ့ကိုအိမ်မက်ပေးတာတော့ကျွန်တော်တို့ဟိုအရင်တုန်းကအဝယ်အစားနဲ့ဖြစ်ဖြစ်မှာဒါပေမဲ့သူကကြတော့ဒီဘက်ကရဲ့ model ပကြီးဆရာဆိုတော့ကြတော့သူ့ရဲ့ model အမျိုးမျိုးဆွဲတာပေါ့သူလည်းဆွဲပြီးတော့ဆရာမျိုးစွေတန်းကဆရာအကြောင်းဟိုဒီပုံလေးကိုလက်ဆောင်နေနေပေးလိုက်တာဆရာအကြောင်းကနေပြီးဒီပုံလေးကိုချီချီတဲ့ပြီးတော့ဒီပုံနဲ့ပဲဗဂန်ရှီဟောင်းအမွေအနည်း Yunus ကိုဝင်ရွားလို့ပြီးဆိုတက်စုပဲတောင်းလိုက်တာသူဒီဆရာကိုဦးစားဖို့ဝင်နေတယ်သူအမားတော့နှစ်ပါးရဲ့ပုံနဲ့ Yunus ကိုဝင်ထားတယ်ခင်ဗျာဒီဘယ်ဘက်ကကြတော့အမားသူညာဘက်ကကြတော့ညီမ တော့အမားနဲ့ညီမကိုကဆိုတော့တယောက်နဲ့တယောက်ကမတူကြဘူး။ဘာဒီမတူဆွဲပြချမ်းသာလဲဆိုတော့ကြတော့သူအမားရဲ့မျက်လုံးဟာဆိုရင်အဆူရှာတဲ့မျက်ကြည့်တော့ကြည်ရင်ပြက်သားတာပေါ့။ညီမရဲ့မျက်လုံးကကြတော့တိမ်နေတာပေါ့။ဘယ်အရာဘယ်လုံးလုံးညီမကသူ့နာမည်မထွက်တော့ကြတော့တိမ်နေတဲ့စိတ်ကလေးနဲ့။အမားရဲ့နာမည်ကတော့စိင်းငယ်။တော့ညီမရဲ့နာမည်ကကြတော့အများစိင်းခက်ပေါ့။ညီမကအလူရအုပ်ခိုးနေခဲ့တာ။အမားထဲစာလို့ရှိရင်တော့ ID ရရဲ့အမြော်မြင်ကြတော့အမားထဲကအားကောင်းတယ်။ဒါပကံမှာဘီတူကလက်ရအမြောက်ဆုံးတစ်ယောက်ကိုတက်စီလေးတင်နိုင်ခဲ့တာ။ တော့အနီးဝင်းမြင်ကွင်းတို့ကပါစပိုက်တွေပါတာလေးတွေပြင်ပေါင်းအားဖြင့်923နေရှိတဲ့တရားရုပ်ဘွားတော်ရှိတာလေးတွေအဲ့ဒီရုပ်ဘွားတော်ရဲ့ဘေးမှာဆိုရင်ဘလူးပန်းစားနေတဲ့ပုံစံတွေတစ်ခါတရားရည်နဲ့ဘလူးအောင်တအားမှန်ပါတယ်ပေါ့ပြီးတော့အုပ်စုကြီးညက်တဲ့ပညာတွေပါတယ်ပြီးတော့အရန်စီဒီဒီမှာဆိုရင်လည်းကျွန်တော်တို့အဆောင်အရှောင်လေးထားခဲ့တယ်ခင်ဗျာတော့ခုနောက်ပိုင်းကျတော့ဒီအမားတော်နှစ်ပါးရဲ့ပုံဆိုရင်ကျွန်တော်တို့စီးပွားရေးသမားလေးအများစုဝယ်ကြတယ်ခင်ဗျာစီးပွားရေးမှာကျလည်းတော်တော်လေးအကျိုးပေးတယ်လို့ဆရာကိုယ်တိုင်လည်းပြောပြီးတယ်လက်တွေ့ကိုခံစားရတဲ့ပြည်လို့ရှိတယ်ခင်ဗျာ မြန်မာနဘာရဲ့ပုံကိုသူကထားပြထားတဲ့နေရာတွေကတော့အိမ်မှာဆိုရင်အေကန်ဆိုင်မှာဆိုရင်ကောင်းနာတော့အမြင်ဟိုတယ်မှာဆိုရင် reception နဲ့ရုံးမဆိုတော့ကိုထိုင်တဲ့ရုံးငန်းတွေမှာထားကြရတာပေါ့ဒီဖြစ်ရမှန်ကိုဒီကတော့မူလကုသိုလ်ရှင်စိတ်ညက်ညီမနှစ်ယောက်အတွက်စိတ်မကောင်းဖြစ်မိရယ်ပေါ့နော်သူတို့နှစ်ဦးအတွက်ကိုလည်းရည်စူးပြီးတော့ကုသိုလ်အများကြီးပေးဝေးဖြစ်တယ် ကဲဒီနေ့တော့ဒီဗီဒီယိုလေးကိုဒီကောင်းလေးပဲများလိုက်ပါတော့မယ်ရှင်။နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြမယ်နော်။ကျေးဇူးတင်ပါတယ်ရှင်။